ဟုတ်ပြီဒီအချိန်မှာပြီးခိုင်ပြိုးပါတီကိုကျွန်တော်ထောက်ခံတယ်อืมဝင်းရံတယ်อืมဘာကြောင့်ဝင်းရံထောက်ခံတယ်လဲဆိုရင်ဘာကြောင့်ဝင်းရံထောက်ခံတယ်လဲဆိုရင် မင်းလိုမဒိန်ကောင်တကောင်ကိုမင်းကလေးတယောက်ကိုမရင်းကျင်ပြီးရရက်ရက်ဆက်ဆက်စိန်ပြေနေပြီးတက်ခဲတဲ့မရင်းကောင်တကောင်ကို ထောင်ထဲကနေပြီးရလွန်ငင်းချမ်းသာနဲ့လှုပ်ပီးလိုက်တဲ့အတွက်မင်းဝန်းရံနဲ့ထောက်ခံတယ်ငါတို့သိတယ်အားလုံးသိတယ်အန်ဒရီအစိုးရလက်ထက်မှာနော်ငါးနှစ်တာအုပ်ချုပ်သွားတာဘာဒီတိုးတက်သွားလဲဘာဒီပြောင်းလဲသွားလဲဆိုလို့ရှိရင်ရတော့ပြည်သူလူထုတရက်လုံးကသိပါတယ်အခုနော်အာနာတိတ်နေတဲ့အခါမှာနော် အုံကြွလာတဲ့ပြည်သူလူထုတရက်လုံးကတိပါတယ်နော်မင်းမတိဘူးဆိုတော့မင်းကဘယ်လိုဆိုတော့မရင်းမှုနဲ့လူများကတာသမီကိုမင်းကလေးတယောက်ကိုမရင်းကျင်ပြီးရရက်ဆက်ဆက်စိမ့်ပြီးနဲ့ပြေးတက်ပြီးရထောင်ထဲမှာသွားပြီးရနော်ထောင်ထဲဆန်နေတဲ့အချိန်မို့လို့မသိတာဟုတ်ကဲ့အားလုံးပဲမင်္ဂလာပေါင်းခဝင်ကြောင်းကောင်းချင်းပြပြမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့ကျွန်တော်လင်းငါးရိုက်ရင်နှုတ်ဆက်နှုတ်ဆက်တာကားတော့ပြုလိုက်ပါတယ်ကျွန်တော်တို့အခါတိုင်းနေ့စဉ်မပြတ်တင်ဆက်နေကြ ပလာတာလင်းငါဟာတညီနောင်ရဲ့စကနိုင်းလူကြမယ်ဆိုတဲ့ဒီအစီအစဉ်ကတော့ဒီကျွန်တော်ညီပလာတာဒီမောတော်စစ်ပေးဆောင်စကန်ကိုမကြာခဏသွားနေရတဲ့အတွက်ကိုအစီအစဉ်ရပေါ့နော်2ရက်ပြက်3ရက်ပြက်4ရက်ပြက်အဲ့လိုတွေပြက်နေပါတယ်ခင်ဗျာနော်အဲဒီအဲ့လိုပေါ့နော်အဲ့လိုဒီရက်ပြက်တွေများနေမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနောက်ပိုင်းကိုပေါ့နော်ဒီအစီအစဉ်တစ်ခုပြောင်းပြင်ရင်လည်းပြောင်းပြင်မှာဗျာအတက်နိုင်ဆုံးတော့ကျွန်တော်ဒီအစီအစဉ်ကိုမပြတ်ဖို့အတွက်တော့ကျွန်တော်တို့အဲစူးစမ်းနေပါတယ် အဲ့တကယ်လို့တကယ်လို့ပြတ်ခဲ့လို့ရှိရင်လည်းမဟုတ်တော့တခြားသောအစီအစဉ်လေးအစားထိုးပြီးကျွန်တင်ဆက်သွားမှာဖြစ်ပါတယ်တို့ပါတော့ကြောင့်ကျွန်တော်ဒီလင်းတကား YouTube channel လေးကိုလည်းတို့ subscriber လေးတွေလုပ်ပေးကြပါအောင်လှမ်းရယ်ရှင်းလေးလုပ်ပေးကြပါအောင်အားပေးကြပါအောင်အုံးလို့ကျွန်တော်အနေနဲ့ဖိတ်မှန်တကပြုပါတယ်ခင်ဗျဒီနေ့ကဆိုလို့ရှိရင်ကျွန်တော်ဒီဒီဟိုမဟုတ်နော်စကနိုင်းလူကြမယ်ဆိုတော့အစီအစဉ်ရိုက်လို့မရသေးတဲ့အခါကျတော့ကျွန်တော်အနေနဲ့ပေါ့နော်အမြင်မတော်တာလေးတွေအမြင်မတော်တာလေးတွေကိုကျွန်တော်တို့ဒီအစော့ပလော်တီးကျင်ပါတယ်ပေါ့နော်အစော့ပလော်တီးကျင်နေကျွန်တော်အနေနဲ့အဲ ဟိုဒါဘဝင်မချတာလေးတွေပေါ့ဗျာဟိုဘက်ကနေပြီးတော့ဒီဟောင်းတာတွေပြီးလို့ရှိရင်ပြည်သူတွေကိုစိုက်ဝါထဲတာတွေမဟုတ်တာကို အဟုတ်ဆိုပြီးရောမဟုတ်မှမှန်တာတွေကိုလှုပ်ကြံပြီးရောပြောတာလေးတွေကိုကျွန်တော်အနေနဲ့လက်တုံပြန်ပြီးရော reaction လေးတွေလုပ်ပေးချင်ပါတယ်ဘသူဗီဒီယိုကိုစပြီး reaction လုပ်ပြင်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဟိုဖတ်ခွာစာအမှုပညာကျွန်တော်တို့တစ်ချိန်လုံးအားပေးခဲ့ရတဲ့ဟိုခွေးမုတ်ဆိုခွေးမုတ်ဆိုပေါ့နော်ဟိုမင်းမုတ်ဆိုတော့မဟုတ်တော့ခွေးမုတ်ဆိုပေါ့နော်သူကခွေးအားပေးတဲ့ခါကျတော့ခွေးမုတ်ဆိုဟာအားပေးတာကျွန်တော်လက်ခံပါတယ်ပေါ့နော်ဒါပေမဲ့ तू ကဟိုမဟုတ်မှမှန်တာတွေ तू ကအရန်ပြောလွန်အားကြီးတယ်နော်မဟုတ်မှမှန်တာတွေအရန်အားပြောလွန်အားကြီးတယ်သူဘာဒီပြောလဲဆိုတာလင်းနေခိုင်းရင်အတူကြည့်လိုက်ကြတယ်ဗျာနော် အကြခင်မှာရွေးကောက်ပွဲကျင်းပပြုလုပ်တော်မှာဖြစ်ပါတယ်ရွေးကောက်ပွဲမဟုတ်နော်အခွေးကောက်ပွဲနော်ခွေးတွေကိုရွေးချယ်မဲ့ခွေးတွေကိုရွေးချယ်မဲ့ပွဲအခွေးကောက်ပွဲရွေးကောက်ပွဲမဟုတ်ရွေးကောက်ပွဲမှာ NLD ပါတီမပါလို့ဆိုပြီးတော့အားမလို့အားမရဖြစ်နေကြတဲ့သူတွေလည်းရှိပါတယ် NLD ပါတီကိုချစ်ခင်ယုံကြည်လေးစားထောက်ခံကြတဲ့သူတွေပေါ့ ဟုတ်ပြီဒါဆိုရင်ဒါလည်းမင်းတို့သိနေရမယ်နော်ဒီလိုလေးပြန်တွေးကြည့်ရအောင် NLD ပါတီအာဏာရခဲ့တယ်ငါးနှစ်တက်တက်အုပ်ချုပ်ခဲ့သူတို့တွေဆိုရလုပ်ပြီးအုပ်ချုပ်ခဲ့တယ်ငါးနှစ်တာကာလအတွင်းမှာ NLD အစိုးရဟာတိုင်းပြည်နယ်လူမျိုးအတွက်ဘာတွေများကောင်းရကောင်းကျိုးလုပ်ခဲ့တယ်လဲပြန်တွေးကြည့်ကဲနော် 9နှစ်တာကာလမှာတဲ့ NLD ဆိုအုပ်ချုပ်သွားတာတိုင်းပြည်အတွက်ဘာရီများကောင်းကျိုးလုပ်ခဲ့တယ်တဲ့မင်းကတော့ဘယ်သိမှာလဲမင်းကတော့ဟိုမရိမ့်မှုနဲ့နော်မရိမ့်မှုနဲ့လူများကတာသမီကိုယောက်ျားသားကြီးဖြစ်ပြီးတော့မင်းကလေးတစ်ယောက်ကိုမရိမ့်ကျင့်ပြီးတော့ရရက်ဆက်ဆက်တတ်ဖြတ်ပြီးတော့ထောင်ထဲမှာရောက်နေတာကိုနော်အောက်တန်းစားအဆင့်နဲ့မရိမ့်မှုနဲ့မင်းကထောင်ထဲမှာရောက်နေဆိုတော့မင်းကတော့ဘယ်သိမှာလဲ နော်အဲ့တော့ဒီအစိုးရလက်ထက်မှာ နိုင်ငံအတွက်ကောင်းရကောင်းကျိုးတွေဘာတွေလုပ်ခဲ့လဲဆိုလို့ရှိရင် နော်အဲ့တော့ဒီအစိုးရလက်ထက်မှာငါးနှစ်ပဲအုပ်ချုပ်သွားတာဒါတောင်မှအာဏာအပြည့်အဝမရသွားဘူးနော်အာဏာအပြည့်အဝမရသွားပဲနဲ့နော်အုပ်ချုပ်သွားတဲ့အချိန်မှာပြည်သူတွေအတွက်ဘာတွေကောင်းရကောင်းကျိုးတွေရခဲ့လဲဆိုလို့ရှိရင်ပြည်သူတွေမျက်စိတွေပွင့်ခဲ့တယ်နားတွေပွင့်ပွင့်ခဲ့တယ်နော်မဟုတ်မမှန်တာကိုမဟုတ်မမှန်ဘူးလို့ ပြောခွင့်ရှိတယ်ပြောလို့ရတယ်ဆိုတဲ့အသိဉာဏ်လေးတွေသိသွားတယ်နော်ဟုတ်ဟုတ်မဟုတ်ဟုတ်ငါတို့ခံရမယ်ဆိုတဲ့မင်းတို့ရဲ့မင်းတို့ရဲ့အဖတွေနော်မင်းတို့အမေလင်းဒီနှစ်ပေါင်းများစွာကနေပြီးတော့ပြည်သူကိုရိုက်သွင်းခဲ့တဲ့နော်စစ်ဖနာအောက်မှာထားပြီးတော့ပြည်သူကိုရရက်ဆက်ဆက်ရိုက်သွင်းခဲ့တယ်နော်ရေဘူးပေါက်တာမလို့ချင်းဘူးရေပါတာပဲလို့ချင်းတယ်ဆိုပြီးတော့နော်ပြည်သူကို ဘောင်းမီရှိမြင်လို့ရှိရင် မော်မကြည်ရဲအောင်ကြောက်နေတဲ့အဲ့ဒီအကြောက်တရားတွေကင်းစင်သွားအောင်နော်မဟုတ်တာကိုဟာမဟုတ်ဘူးဟာတာကဟုတ်တယ်ဆိုတာ ပြောခွင့်ရှိအောင်လို့အရဒီအစိုးရကမျက်စိတွေဖွင့်ပေးခဲ့တယ်နားတွေဖွင့်ပေးခဲ့တယ်ပြီးလို့ရှိရင်မင်းတို့တွေခေအဆက်ဆက်ကနော်ခေအဆက်ဆက်ကမင်းတို့တွေအဲရေများရမိုးရွာခဲ့တဲ့နေရာတွေမှာအရဒီအစိုးရဘာမှမလုပ်ပေးခဲ့ဘူးအဲ့ဒါလက်ခံတယ်ဒါပေမဲ့ နော်မီးမရောက်တဲ့ဒေသတွေမှာမီးရောက်အောင်လုပ်ပေးခဲ့တယ်လမ်းမကောင်းတဲ့နေရာတွေမှာအိမ်ပေါ်ကစင်းတာနဲ့ကားလမ်းမမှာကားထွက်စီးလို့ရအောင်လို့လုပ်ပေးခဲ့တယ်နော်တကယ်ဟိုပညာရေးစနစ်တွေခေါင်းမတဲ့နေရာမှာပညာရေးအလွယ်တကူသင်ကြားလို့ရနိုင်အောင်လို့စွမ်းဆောင်ပေးခဲ့တယ်နော်အတူချုပ်ပြောမယ်ဆိုလို့ရှိရင်ရတော့ကွာပြည်သူတွေကိုမျက်စိတွေဖွင့်ပေးခဲ့တယ်နားတွေဖွင့်ပေးခဲ့ အဲ့ဒါကြောင့်လဲပြည်သူခဏီပြီးတော့အဲ့ဒီအစိုးရကငါ့ကိုချစ်ပါအဲ့ဒီအစိုးရကိုပဲချစ်ပါအမေစုကိုပဲချစ်ပါအမေစုကိုပဲလက်ခံပါเนาะအမေစုကိုပဲကာကွယ်ပေးပါလို့ဘယ်သူကမှမပြောပါနဲ့ကိုအသိစိတ်သေးကကိုရဲ့ယင်နဲ့နှလုံးသားတဲကိုကအမေစုနဲ့ဒီ RR ပါတီကိုတဲတဲလှုပ်ချစ်ခဲ့တာဖြစ်တယ်เนาะမင်းတို့ဒီចန်းခိုင်ရေးပါတီလိုចန်းခိုင်ရေးပါတီကိုမှမဲမပေးရင်ဘာလုံးမှာတော့ညာလုံးမှာတော့ ဘယ်တော့မှမပြောခဲ့နော်ဘယ်တော့မှမပြောခဲ့အဲ့ဒီအစိုးရလက်ထက်မှာ နော် သူ့ရဲ့လှုပ်ဆောင်ချက်ကိုချစ်တာသူ့ရဲ့လှုပ်ဆောင်ချက်ကိုချစ်တာဥဥမာကတခုပြောမယ်ဆိုလို့ရှိရင်ငါတို့ဒီထိုင်းနိုင်ငံမှာငါတို့ထိုင်းမှာနေရဆိုတော့ငါတို့ထိုင်းနိုင်ငံမှာနော် ထောက်ဖို့တွေထောက်ဖို့တွေထောက်ဖို့တွေအများကြီးရှိတယ်ဒါပေမဲ့ဒီကိုစီကိုဘာဖြစ်လို့လူတွေယုံကြည်ကြတာလဲအားကိုးကြတာလဲနော်ကိုစီ ငါ့ကိုအလှခံငါအလှခံပါတယ်နော်အလှငွေထက်ကြပါလို့သူပါစက်ကမပြောပင်မဲ့သူ့ကိုလှူခြင်းနဲ့လူတရားနေပြအနောက်ကနေပြတပုံကြီးလိုက်အဲ့ဒါဘာကြောင့်လဲဆိုတော့ तू ကအလုံးနဲ့တက်တည်ပြထားတဲ့အတွက်အေးအဲ့ဒါလိုပဲနော် RND အစိုးရနဲ့ဒီအမေစုလက်ထက်မှာလေသူတို့တွေကလူများကလေကိုအာဖတ်ထားတာမဟုတ်ပြည်သူကိုနယ်လှက်ပြီးတော့ပားရိုက်မယ်လို့ထမင်းတက်နဲ့ short စားမယ်လို့ဘယ်တော့မှမပြောခဲ့သူတို့ကပြည်သူအတွက်ကို तू ကအလုံးနဲ့ပဲတက်တည်ပြခဲ့အဲ့ဒါကြောင့်မလို့ပြည်သူကနေပြီးရော RND အစိုးရကိုချစ်တယ် အခုလဲဒီ RND အစိုးရမပါတဲ့ရွေးကောက်ပွဲဟာဘာမှအဓိပ္ပာယ်မရှိတဲ့ရွေးကောက်ပွဲနော်စစ်ကောင်စီနဲ့စစ်အာဏာရှင်လက်တဆုပ်စာလူလူလူတစုအတွက်ထွက်ပေါက်တစ်ခုသာဖြစ်တယ်နော်ထွက်ပေါက်တစ်ခုသာဖြစ်တယ်ပြည်သူအတွက်ထွက်ပေါက်မဟုတ်ဘူးပြည်သူအတွက်ထောင်ချောက်မင်းအောင်လှိုင်နဲ့စစ်တပ်အတွက်ထွက်ပေါက်တစ်ခုလုတ်တဲ့ဒီရွေးကောက်ပွဲကိုပြည်သူကသိတယ်နော်မသ မတိညာအောင်နေတယ်ဆိုတော့ကြောက်လို့ကွာမင်းတို့ခွေးတွေကိုကြောက်လို့ခွေးကြိုက်မှဆိုးလို့မတိညာအောင်နေတာပြည်သူကအကုန်တိတယ်ဘာကြောင့်အကုန်တိလဲဆိုတော့အဲဒီအစိုးရ9နှစ်တာအုပ်ချုပ်တဲ့အချိန်မှာမျက်စိတွေဖွင့်ပေးခဲ့တယ်နားတွေဖွင့်ပေးခဲ့တယ်အားကြောင့်မလို့ပြည်သူကတိတယ်ဘယ်ဟာကအမှန်တရားလဲဘယ်ဟာကအမှားတရားလဲနော်အမှန်နဲ့အမှားဖြန်နေငါလှမ်းနေဓာတ်ဆိုတာပြည်သူကကွက်ကွက်ပြတ်ပြတ်တိသွားပြီနော်မင်းမဟုတ်ဆိုးမင်းဂျင်းသေးဖို့လုံးဝမစင်စားနဲ့ကြည့်ရ အာနာရတဲ့အချိန်မှာတော့မှဘယ်သူကိုတမရနေရထားရမှာမသိတဲ့ပါတီအစိုးရအဲ့ဒါကတော့နည်းနည်းများသွားပြီကွာနော်တမရကြီးဦးဝင်းမြင့်ပြောခဲ့တဲ့တမနာကြီးဦးဝင်းမြင့်ပြောခဲ့တဲ့စကားကိုမင်းနားမကြားတာလားနားကမ်းရင်အောင်စောင်းနေတာလားဒါမှမဟုတ်မင်းရဲ့နားတွေမင်းရဲ့မျက်လုံးတွေမှာတဏှာကိုတွေတင်တလာပိတ်ဖုံးနေတာလားတော့မသိဘူ တမန်ကြီးဦးဝင်းမြင့်ပြောခဲ့တဲ့စကားဖြေဆိုခဲ့တဲ့စကား DVV debate မှာပြောခဲ့တဲ့စကားမင်းသိလားလဒါလောက်တော့ငှက်တိုင်းလှတယ်တဲ့နော်မင်းတို့ကြမ်းခိုင်ရေးပါတီမှာရှိနေတဲ့မင်းတို့စစ်အုပ်စုမှာရှိနေတဲ့လဒါတွေလောက်တော့ကြံတဲ့ငှက်တွေကလီးထိုင်ဖျဲနေတောင်လှတယ်ကွာနော်အာနာရနေတဲ့ကာလမှာအာနာရှိနေတဲ့ကာလမှာပြည်သူလူထုကိုခိုင်လုံတဲ့အကြောင်းပြချက်မပေးဘဲ တမရအချိန်ပြောင်းလုပ်ခဲ့တဲ့အစိုးရအာနာရနေတဲ့အချိန်မှတော့ပြည်သူကိုအတိမပေးပေးနဲ့တမရအလွှဲအပြောင်းလုပ်ခဲ့တဲ့အစိုးရရတယ်နော်ဟုတ်တယ်တမရကြီးဥထင်ကျော်နဲ့တမရကြီးဦးဝင်းမြင့်နဲ့အလွှဲအပြောင်းလုပ်ခဲ့တယ်အဲ့ဒီအလွှဲအပြောင်းလုပ်တဲ့အခါမှာလဲမင်းတို့ကြမ်းခိုင်ရေးပါတီနဲ့မင်းတို့စစ်တပ်က လက်တဆုပ်စာလူတစုပေါ့နော်စစ်အာဏာရှင်တစုလို့ငါဝေငါခောက်ဟာဒီကငါဖဲကိုငါကိုယ်တိုင်ကလပံထိုးငါကိုယ်တိုင်ချိုးငါကိုယ်တိုင်ဝေပြီးတော့ငါကိုယ်တိုင်ကောက်ခဲ့တာမဟုတ်ဘူးเนาะဒီတမနာကြီးဦးဝင်းမြင့်ဟာဆိုလို့ရှိရင်ဒီလွတ်တော်ဥက္ကဋ္ဌနေရာကနေပြီးတော့သူဟာဆိုလို့ရှိရင်ယာသူကိုနှုတ်ထွက်ပြီးတော့ဒီမှာပြန်ပြီးတော့မဲရွေးခံရတယ်เนาะတမနာရွေးချယ်ပွဲပြန်လုပ်ရတယ် ရွေးချယ်ပွဲပြန်လုပ်ပြီးတော့မဲပြန်ရွေးပြီးတော့အားလုံးဒီလွတ်တော်ကိုယ်စလဲတွေကနေပြီးတော့အကုန်လုံးမဲရွေးပြီးတော့အနိုင်ရကာမှာသူတမရဖြစ်ခဲ့တာဖြစ်တယ်နော်မင်းတို့လို့ဒီနေ့ငါတက်ပြီးတော့ဟိုစားငါကာကာဝေးဥစည်းချုပ်ငါဖြစ်ပြီးဟေ့ဆိုပြီးတော့လုတ်တဲ့အလုံးမဟုတ်ဘူးနော်အားလုံးပဲလွတ်တော်အမတ်တွေကနေပြီးတော့ရွေးချယ်ပြီးတော့သူကအနိုင်ရမှာတယ်သူကတမရဖြစ်တာเนาะအဲ့ဒါကိုမင်းဟိုကွက်ကွက်ပြပြတိဖို့တော့လိုတယ် เนาะဟောင်းမယ်ဆိုလို့ရှိရင်လဲဘောစုပ်မယ်ဆိုလို့ရှိရင်လဲမှန်မှန်ကန်ကန်လေးပြောပြီးတော့ဘောစုပ်ဖို့လို့မင်းရုပ်ကိုလဲမင်းပြန်ကြည့်ကွာမျက်နာကငါလိုချက်တည်းမရှိတော့ရဲတုတ်ပြီးတော့တိုင်းပြည်တည်းမှာလေပတ်နေတဲ့စောက်တုတ်ရေးလုပ်ငန်းတွေအားလုံးရက်ဆိုင်တော့လုပ်ခဲ့တဲ့အဆွေရနိုင်ငံတကာကနေပြီးတော့ရင်းနှီးမြုပ်နှံမှုတွေလာလို့ရှင်တဲ့သူတွေကိုခွင့်ပြုချက်ခွင့်ပြုမိတ်လက်မှတ်အချိန်မီ ထိုးပြဖို့ကိုတောင်မှတစုံတယောက်ရဲ့အမိတ်အာနာကိုစောင့်မျှော်နေခဲ့ရတဲ့အစိုးရဒီကောင် ပြောနေတာကြောင်းမြန်နေရှောက်ပြောနေတယ်လို့ပဲเนาะမအီလို့ဟာလေနော်ကိုမေကိုပြန်ပြီးတော့ဂျွန်းထိုးမဲ့ကောင်ကကြောင်းမြန်နေရှောက်ပြီးတော့ပြောနေတယ်လို့ပဲเนาะဒီကျွန်တော်တို့ဒီ NLD အစိုးရလက်ထက်မှာဆိုလို့ရှိရင်နိုင်ငံတကာရဲ့ယင်းနီမြုပ်နှံမှုတွေနိုင်ငံတကာရဲ့နော်နိုင်ငံတကာရဲ့ဒီစီးပွားရေးတွေနော်လာတယ်အကုန်လုံးအကုန်လုံး သူ့ဟာနဲ့သူနေရာချပြီးွားပြီเนาะသူတို့ရဲ့ပထွေသူ့အမေလင် သူ့အမေရဲ့တိတ်တိတ်ပုံလင်အာနာသိန်းခါမှဒီစီဝါရေးလုပ်ငန်းရှင်တွေအသီးသီးပြန်ကုန်ကြတယ်ဒါတွေကိုဒီကောင်မမြင်တာလားဒါမှမဟုတ်ပေါ့เนาะဟိုသူ့အမေရဲ့တိတ်တိတ်ပုံလင်ရဲ့ဟိုဘုဒ္ဓဖူးနံနဲ့အထိုးခံထားလို့အကုန်လုံးမျက်စိတွေပိတ်နားတွေပိတ်ညာတော့မသိဘူးကျွန်တော် LED အစိုးရလက်ထက်မှာ နော်တခြားသောတခြားသောနိုင်ငံတွေနိုင်ငံတွေကနေမစီဝါရေးလို့ဖို့ဆက်ယုံနေစောက်ဖို့အကုန်လုံးနေရာတွေချယူပါပြီသူ့နေရာတွေသူဒါပေမဲ့ဒီသူ့ပထွေးခွေးအာနာတက်ပြီးတော့လူလိုက်တဲ့အချိန်မှာအကုန်လုံးအသီးသီးပြန်ကုန်ရတယ်နော်အဲ့ဒါတွေကိုပြည်သူလူသူတရက်လုံးကလည်းတည်တယ်ဒီကောင်တွေမတည်ဘူးဆိုတော့ဒီကောင်တွေမျက်စိတွေဒီကောင်တွေနားတွေကသူ့ပထွေးမဲအောင်လှိုင်းရဲ့ဘုတ်တဖူးနံနဲ့ထိုးပြီးတော့ပိတ်ထားခြင်းကိုခံရတာလားမသိ ညွန်နေခဲ့ရတဲ့အဆိုးရတိုင်းသူမျိုးသားတွေရဲ့လုံခြုံမှုတွေထုတ်ပြန်ထားတဲ့ဥပဒေတွေကိုစတင်တကျပယ်ဖြတ်ပစ်ခဲ့တဲ့အဆိုးရတော့တိုင်းပြည်နဲ့ပြည်သူလူထုရဲ့ဒီလုံခြုံရေးတွေလုံခြုံရေးဥပဒေတွေကိုစနစ်တကျပယ်ဖြတ်ခဲ့တဲ့အဆိုးရတဲ့အမင်းပြောချင်တာကတော့ NLD အဆိုးရလက်ထက်မှာအဲစရင်ဥပဒေကိုပယ်ဖြတ်ခဲ့တာကိုမင်းပြောချင်တာလား အဲ့ဒီအေဇရင်ဥပဒေကိုပယ်ဖြတ်ခဲ့တဲ့အန်တီအစိုးရလက်ထက်မှာဘယ်နေရာမှာအကြမ်းဖက်သွားတာမင်းကြားခဲ့ဘူးသလဲဟမ်ဘယ်နေရာမှာဓမြားတိုက်သွားတာမင်းတွေးခဲ့ဘူးသလဲဟမ်ဘယ်ရွှေဆိုင်ကို ဝင်ဖောက်ပြီးဘယ်ရွှေဆိုင်ကိုဝင်ပြီးလူရက်သွားတာမင်းတွေးခဲ့ဘူးသလဲဟမ်အချိန်မတော်အချိန်တော်သွားနေတဲ့အချိန်မှာဘသူတွေကိုဓားနဲ့ထောက်ပြီးတော့လူသွားတာမင်းမြင်ခဲ့ဘူးသလဲ အဲ့ဒါအယတအစိုးရအုပ်ချုပ်သွားတဲ့ကာလအယ်စင်းကာလအယ်စင်းဥပဒေကိုဖျက်သိမ်းခဲ့တယ်အဲ့ဒါဘာလဲဆိုတော့နော်လူတယောက်ရဲ့အခွင့်အရေးနဲ့မညီများလို့ဒီဥပဒေကိုဖျက်သိမ်းခဲ့တယ်နော်ဒီအရင်တော့ဆိုလို့ရှိရင်မင်းတို့တွေပထွေးတွေလက်ထက်တုန်းကမင်းတို့ပထွေးတွေလက်ထက်တုန်းကဆိုလို့ရှိရင်အလုတ်သွားလုံမဲ့ဆိုလို့ရှိရင်ကိုလုံမဲ့အိမ်ပေါ့နော်ငှားနေရတယ်ငှားနေရလို့ရှိရင်အယ်စင်းသွားတိုင်ရတယ်အယ်စင်းတိုင်တာရိုးတိုင်လို့မရဘူး မင်းတို့ပထွေအုပ်ချုပ်ရေးမှူးတွေကိုအဲစင်ရင်တိုင်ကပတ်စံပြီးပြီးတိုင်ရတယ်။နော်ကျွန်တော်ပြောတာသဘောပေါက်လားမသိဘူးအားလုံးမပြည်သူလူထုအားလုံးပဲညီကောင်မတော်ရဲ့သဘောပေါက်လားမသိဘူးအဲစင်ရင်ကာလာမှာနော်ကိုယ်အိမ်မှာဧည့်သည်တယောက်လာမစို့အုပ်ချုပ်ရေးမှူးရုံးမှာတွားပြီးတော့အဲစင်းတွားတိုင်ရတယ်အလကားတိုင်လုံးမရောက်ကတော့ကထဲရနော်တခြားနေရာမှာကိုယ်အလုတ်သွားလုံမယ်အိမ်ငှားပြီးတော့နေတယ်အဲစင်းတွားတိုင်ရရိုးရိုးတိုင်လုံးမရောက် กระโดกอ่ะแท้อ่ะเนาะပြီးလို့ရှိရင်ဒီเอซยင်းစစ်တယ်เอซยင်းစစ်တယ်ဆိုတော့ကိုယ်အိမ်เนาะကိုယ်အိမ်ကိုယ်နေရဘသူကားမှတခိုးချပိုးကိုကိုယ်အိမ်ထဲမှာထည့်ပြီးတော့မပိတ်ဆောင်ထားဘူးเนาะအဲ့ဒါတွေကိုဒီလူအခွင့်ရင်းနဲ့မညီမျှတဲ့အတွက်ကို NLD အစိုးရလက်ထက်မှာဒီเอซยင်းဥပဒေကိုဖျက်သိမ်းခဲ့เนาะไอ้ဖျက်သိမ်းခဲ့ကာလမှာလဲဘယ်တုံးကားမှအကြမ်းဖက်ဆိုတာမကြားခဲ့ဘူးဘူးဘယ်မှာခိုးဆိုးလူနိုင်ဆိုတာလဲမတွေ့ခဲ့ဘူးမင်းတို့တွေ ခွေးတွေအာနာတက်သိမ်းတဲ့အချိန်မှာပဲဒီလိုခိုးဆိုးလူနိုင်တွေကပေါ်လာတာเนาะအဲ့ဒါအလုံးနဲ့သိကြမှာပါเนาะဒီကောင်ဝဲမဲ့မြင်တာနိုင်ငံသားလေးတွေကိုမြန်မာနိုင်ငံသားလာပြီဥပဒေပြထမ်းပေးခဲ့တဲ့အစိုးရเนาะငါတိတ်ပြီးတော့မပြောချင်ဘူးเนาะဘင်္ဂလားတက်ကဘင်္ဂါလီတွေကိုဘင်္ဂါဘင်္ဂလားတက်ကပေါ့เนาะဒီဒီဘင်္ဂါလီတွေကို မြန်မာနိုင်ငံနဲ့ကိုခေါ်သွင်းပြီးရောဖိုက်ခတ်တွေထုတ်ပေးခဲ့တာဘယ်သူလဲမင်းတို့တွေအခုယုံကြည်ကိုးကွယ်အားထားနေတဲ့မင်းတို့ရဲ့ပထွေခင်ကြီးမဟုတ်ဘူးလားဟမ်ဟမ်မင်းပထွေခင်ကြီးမဟုတ်ဘူးလားနော်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကိုမြန်မာနိုင်ငံနဲ့ခေါ်သွင်းပြီးအမှတ်ပုံတွေနေလုတ်ပေးခဲ့တာမင်းပထွေခင်ကြီးမဟုတ်ဘူးလားမင်းမဟုတ်ဆိုးဘာဒီများတိုင်းပြည်နဲ့လူမျိုးပေါ့ကောင်းခဲ့တာရှိတယ်လေဆိုတာ အဲ့ဒီအစိုးရကိုချစ်ခင်ယုံကြည်လေးစားထောက်ခံတဲ့သူတွေအနေနဲ့ပြန်တွေးကြည့်ကြည့်ဟုတ်ပြီဒီအချိန်မှာပြီးခိုင်ပြိုးပါတီကိုကျွန်တော်ထောက်ခံတယ်อืมဝင်းရံတယ်อืมပြီอืมဘာကြောင့်ဝင်းရံထောက်ခံတယ်လဲဆိုရင်ဘာကြောင့်ဝင်းရံထောက်ခံတယ်လဲဆိုရင်မင်းလိုမဒိန်ကောင်တကောင်ကို မိန်ကလေးတယောက်ကိုမရင်းကျင့်ပြီးရရက်ရက်ဆက်ဆက်စိန်ပြေနေပြီးတတ်ခဲ့တဲ့မရင်းငောင်တကောင်ကိုထောင်ထဲကနေပြီးရလွန်ငင်းချမ်းသာနဲ့လှုပ်ပြီးလိုက်တဲ့အတွက်မင်းဝန်းရံနဲ့ထောက်ခံတယ်ငါတို့သိတယ်အားလုံးသိတယ်ပြည်ခိုင်ရုပ်ပါတီပြည်ခိုင်ရုပ်အစိုးရဦးသိန်းစိန်အစိုးရအုပ်ချုပ်ခဲ့တဲ့၅မိနစ်တာတက်တန်းအတွင်းမှာမြန်မာနိုင်ငံအတွက်မြန်မာနိုင်ငံသားတွေအတွက်အကောင်းကြီးအများကြီးဖြစ်ခဲ့တယ် ဟုတ်ဟောအကောင့်တွေပဲဖြစ်တယ်ဒလဲဆိုတာအဲ့ဒီအစိုးရခစ်မှီလိုက်တဲ့သူတွေအကုန်လုံးသိကြပိတ်ပြီးတော့မသိကြအောင်စောင့်နေတဲ့သူတွေဒါမသိဘူးလို့ပဲညင်းနေကြပါစစ်စစ်တွေးရင်ပေါ်လာပါလိမ့်မယ်ကျွန်တော်မေးလို့ဆိုနော်ဥသိမ်းစိန်အစိုးရလက်ထက်မှာဥသိမ်းစိန်အစိုးရလက်ထက်မှာလဲကျွန်တော်ဒီလုံးဝကျွန်မကောင်းငယ်ဦးတော့ မပြောပါဘူးကျွန်တော်ဒီဒီမိုကရေစီเนาะဒီရောင်နီတန်းခဲ့တယ်ပေါ့ဗျာเนาะတို့ဒီစစ်အာဏာရှင်အဆက်ဆက်မှာဆိုလို့ရှိရင်တို့ဒီဥသိမ်းစိန်ဟာဆိုလို့ရှိရင်အဲကျွန်တော်ပြောပြောအနှူးညံ့ဆုံးနဲ့အပျော်ပြောင်းဆုံးလို့ကျွန်တော်ယူဆလို့ရတာခင်ဗျာเนาะเนาะအဲ့တော့သူ့တော့အပြစ်မပြောပါဘူးเนาะသူ့တော့အပြစ်မပြောပါဘူးဥသိမ်းစိန်အစိုးရလက်ထက်မှာဒီဖုန်းတွေကင်ရတာဘာတွေလာပြစကားတွေထည့်မပြောနဲ့ဖုန်းဆိုတာနိုင်ငံတကာမှာချီပေါ်သေးပေါ်ပေါ်နေတဲ့အချိန်မှာ เนาะဥသိမ့်စိန်အစိုးရလက်ထက်မှာဒီဒီဖုံးလေးတွေကိုစပြီးတော့เนาะမဲဖောက်ပေးတာတွေဘာတွေကိုစကားရဲလာမပြောနဲ့အဲ့ဒီအချိန်မှာလူများကနိုင်ငံတွေမှာဖုံးဆိုတာကကလေးရအစာခိုးရအဆုံးကိုင်းနေပြီအိန္ဒိယနိုင်ငံမှာဖုံးနဲ့အိန္ဒါနဲ့ဆိုလို့ရှိရင်ဖုံးကပေါ်တယ်အိန္ဒါကရှားနေတယ်ခက်အဲ့မှာကိုယ်နိုင်ငံမှာမဲဖောက်မှဖုံးကင်ရတယ်ခက်เนาะစဉ်းစားကြအဲ့လာပြီးတော့မပြောနဲ့เนาะနှိုင်းပြီးတော့မရှင်နဲ့နှိုင်းလို့လည်းမရဘူးရှင်လို့လည်းမရဘူးเนาะ ဒီမင်းတို့ဒီဒီစစ်ခွေးတွေနဲ့ငါတို့ဒီအရသာအစိုးရ RND ပါတီနဲ့လာပြီးတော့နှိုင်းရှင်လို့မရဘူးဆိုတော့မရှင်ကောင်းဘူးကွာဗတိုင်းမင်းနဲ့ရွှေကြည်မူပွေးနဲ့ဖန်ကလေးကြံမက်နဲ့စင်ပြူတော့အရှင်သူတော်နဲ့ဘုံဆိုင်လို့အလားလားမှမဆိုင်တာကိုလာပြီးတော့မရှင်နဲ့ RND အစိုးရလက်ထက်မှာနော်ငါးနှစ်တာအုပ်ချုပ်သွားတာဘာဒီတိုးတက်သွားလဲဘာဒီပြောင်းလဲသွားလဲဆိုလို့ရှိရင်ရတော့ပြည်သူလူထုတရက်လုံးကတိပါတယ်အခု နော်အာနာတိတ်လိုက်တဲ့အခါမှာ နော်အုံကြွလာတဲ့ပြည်သူလူထုတရက်လုံးကတိပါတယ် နော်မင်းမသိဘူးဆိုတော့မင်းကပဲဆိုတော့မရင်းမှုနဲ့လူများကသာသမီကိုမင်းကလေးတယောက်ကိုမရင်းကျင်ပြီးရရရဆက်ဆက်စိမ့်ပင်းနဲ့ပြေတက်ပြီးရထောင်ထဲမှာတွားပြီးရနော် ထောင်နန်းဆန်နေတဲ့အချိန်မို့လို့မသိတာနော်မင်းအန်တီမင်းမင်းတန်းခိုင်ရေးပါတီကိုဘာဖြစ်လို့ဝန်းရံလဲအားပေးလဲဆိုတော့မင်းလိုမဒိန်ကောင်တယောက်ကို ထောင်ထဲကหนีပြီးရလွန်ငင်းခန်းတာနဲ့လှုပ်ပေးလိုက်တဲ့အစိုးရမို့လို့မင်းထောက်ခံတယ်ငါသိတယ်နော်မင်း အားကြောင့်မလို့မင်းဘောဆုပ်တယ်ဘောရက်တယ်ဒါကြောင့်မင်းကတခုပြောကျင်တာကဘောဆုပ်မယ်ဘောရက်မယ်ဆိုလို့ရှိရင်လည်းဆုပ်လို့ရတယ်ရက်လို့ရတယ်ဒါပေမဲ့နော်မဟုတ်မမှန်ပြီးတော့လှုပ်ကြံပြီးဘောမဆုပ်ပါနဲ့လို့တော့ပြောလိုက်ချင်ပါတယ်မင်းမဟုတ်ဆိုရင်